မနက်ဖြန်မှာရှယ်လီတိုက်ထားတဲ့ကနဝင်းကြီးဆိုင်ကိုပြင်းဖို့ဆဲဆဲဝဲချင်အကောင်အစင်းလေးဖြစ်သွားပြီဖြစ်တဲ့သွေးလင်းထံအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Sporter Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဟောရပါချပေးတဲ့ကြီးရဲ့ဝမ်ချမ်ပီယံရှစ်အဖွဲ့အစည်းကမနက်ဖြန်စနေမာ26ရက်နေ့မှာ1 Friday 5 126ပြောင်းဝဲကြီးကိုတော့ခံရနာနဲ့ကျင်းပသွားတော့မှာဖြစ်ပါတယ်။ ကျွန်တော်ဒီမှာချစ်တော်သွေးလင်းထက်အပါဝင်ထိုင်းကရင်ဖိုက်တာစူအပလက်လည်းပါဝင်သလိုတခြားနာမည်ကြီးဖိုက်တာတွေလည်းပါဝင်လာတာဖြစ်ပါတယ်။အရီကြောင့်ဝဲကြီးကတော့တကယ်ရှယ်ကြီးဖြစ်ပြီးပရိသတ်တွေလည်းမလွတ်တန်းစောင်းကြီးတင်တဲ့ပွဲလည်းဖြစ်ပါတယ်။သွေးလင်းထက်ကတော့ဆန်ရီကိုရှယ်ပြင်းဖို့လည်းလက်အေကိုတော့ရွေးထားပြီးပြီဖြစ်ပါတယ်။ပြောင်းဝဲတွင်မှာတော့အာမနာတဲ့တရားမှဖြစ်သလိုလူကြီးဆိုတော့ပွဲပြီးမှပဲပြန်လဲတောင်းပန်ရမှာပါ။ဆန်ရီကနောက်လာ7ရက်နေ့ဆိုရင်အသက်42နှစ်ပြည့်တော့မှဖြစ်ပါတယ်။ တူလင်းထထလည်းအသက်20ရောင်ပိုကြီးပါတယ်။မြမဖိုင်တော်တူလင်းထကတော့မနက်ဖန်ဝမ်ချမ်းမြရှိကွင်းကြီးထဲမှာမွေထန်းကနဝင်းကြီးစံရီနဲ့ပွဲအတွက်အစင်းသေးဖြစ်နေပြီလည်းဖြစ်ပါတယ်။မွေထန်းကနဝင်းကြီးစံရီဟာချန်ပီယံသုရဲ့အများကြီးရရှိထားတဲ့ချန်ပီယံဘိုးတော်ကြီးလည်းဖြစ်ပါတယ်။ WBC မွေထန်းချန်ပီယံဝမ်ချမ်းမြရှိမွေထန်းနဲ့ကေဘောင်းရောချန်ပီယံစုရဲ့အပြင်ကမ္ဘာထိပ်တန်းဖိုက်တာတွေကိုလည်းအနားယူထားခဲ့သူဖြစ်ပါတယ်။ ဝမ်ချမ်ပီယံရှစ်မွေထိုင်းဖိုက်တာတွေထဲမှာလည်းပွဲအများဆုံးထိုးထားတဲ့သူတစ်ယောက်ပါပဲဒါလို့ဒဏ္ဍာရီချမ်ပီယံဟောင်းကြီးနဲ့ဝမ်ချမ်ပီယံရှစ်ကျိုးဝိုင်းထဲမှာမျက်နှာချင်းဆိုင်ရှင်ပြန်ရမှာကလည်းဒွေလင်းထက်အတွက်စိန်ခေါ်မှုကြီးမားဆုံးပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီပြိုင်ပွဲကနေတဆင့်ညမရွာလဝိတ်ဆွမ်းကိုလည်းနိုင်ငံတကာကသိအောင်ချပြနိုင်တော့မှဖြစ်ပါတယ်ဒွေလင်းထက်အနေနဲ့စိုင်းကိုနိုင်ရရှိခဲ့မဲ့ဆိုရင်ဝမ်ချမ်ပီယံရှစ်မှာအလားအလာကောင်းတွေများကြီးနဲ့ရရှိပိုင်ဆိုင်သွားတော့မှာပါ မွေထိုင်းတမ်မီဖိုင်တာရော့ထန်ကတော့မနက်ဖြန်စနေပိုင်း26ရက်တောင်းကြနေညရဲ့1 Friday 5 1 2 6ပြန်ဝဲမှာဆိုင်းကိုသွေးလင်းထက်ရှုံလိုက်မယ်လို့ဒဲပြောလာခဲ့တာဖြစ်ပါတယ်ရော့ထန်ကတော့မြန်မာဖိုင်တာသွေးလင်းထက်ကိုလည်းအထင်သေးနေပုံရပါတယ်ကျွန်တော်တို့မြန်မာပြည်သားတွေကတော့ဆိုင်းကိုသွေးလင်းထက်လည်းထုံနိုင်မယ်လို့ပဲယုံကြည်မိပါတယ်ဆိုင်ရလည်းမနက်ဖြန်မှာထုံးမဲ့သွေးလင်းထန်းနဲ့ပတ်သက်ပြီးအခုလိုလေးတိုက်ထားခဲ့ပါတယ် ဆိုင်ကသွေးလင်းထက်လို့လူငယ်ဖိုင်ယာတွေနဲ့ဘလို့ရင်ဆိုင်ရမလဲဆိုတာကျွန်တော်သဘောပေါက်ပြီးသားပါအစားသောက်တွေတေချာစားပြီး training ကိုလည်းတေချာပြင်ဆင်ထားပါတယ်အသက်၄၀နှစ်ရွယ်ဆိုပေမဲ့ကျွန်တော်ရဲ့ပြိတ္တတွေကျွန်တော်ကိုယုံကြည်ကြဖို့ပြောချင်ပါတယ်ကျွန်တော်အချင်းနေကောင်းသေးပါတယ်ပြိတ္တတွေကိုလည်းဖြော်ပြမှုအကောင်းဆုံးပေးနိုင်ပါတယ်ခွန်အားတွေလည်းအပြည့်ရှိပါသေးတယ်ဆိုပြီးပြောကြားလာခဲ့ပါတယ်ဘွဲကျော်ရှယ်လီတိုင်းနေတဲ့အဖိုးကြီးဆန်ကိုလည်း မရဖန်မှာသွေးလင်းထက်နှုတ်ပိတ်ပေးလိုက်မယ်လို့ယုံကြည်ပါတယ်။မြန်မာနိုင်ငံသားကရင်ဖိုင်တာလေးသွေးလင်းထက်နိုင်ရရှိအောင်မရဖန်တော်ရတဲ့ညမှာအလူတကွာအားပေးလိုက်ကြရအောင်ဗျာ။ကျွန်တော်ရဲ့ချစ်ပရိသတ်ကြီးလေးကရင်ဖိုင်တာလေးသွေးလင်းထက်တယောက်ဆိုင်းကိုလည်းထုံနိုင်ပါမလားဆိုတာခံမှန်းသုံးသပ်သွားခဲ့ကြပါဦး။ဟုတ်ကဲ့ပါချစ်ပရိသတ်ကြီးရေအခုလိုစိတ်ဝင်စားစရာအားကစားသတင်းအသစ်တွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ sport.channel လေးကိုလည်း like and subscribe လေးပေးသွားခဲ့ကြပါဦး။ ချပေတကြီးလည်းတာယာပျော်ရွှင်စရာနေ့ရက်တွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေ